မန်ယူသေးရဲ့နီးပြအာမော်ရန်ကဘာရှိုနာတိုက်စစ်မှုလီဝန်ဒေါစကီကိုခေါ်ယူဖို့ဆန္ဒရှိနေပြီးမြေအသေးရဲ့ပူတဲ့ပိုင်ရှင်တူဖြစ်တဲ့ဆာဂျီရက်ကလစ်ကတားမြစ်ခဲ့ကြောင်းသတင်းထွက်လာပါတယ်။ပိုလန်တိုက်စစ်မှုလီဝန်ဒေါစကီ38နှစ်ဟာလာမယ့်နေရာဒီမှာဘာရှိုနာသင်းတဲ့ဆာဂျီတန်းကုံဆောင်တော့မှာဖြစ်ပြီးဘာရှိုနာသင်းကတန်းတိုးလို့ခြင်းမရှိတော့တာကြောင့်ပြောင်းရွှေ့ခြင်းအလုံးနဲ့ခေါ်ယူနိုင်မယ့်ကစားသမားကိုအာမော်ရန်ကမျက်စိကျနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ေဝန်ဒေါစကီဟာဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံး156ပွဲမှာ105ဂိုးသွင်းယူပြီးထိတ်တန့်ခြေစွမ်းပြသနေဆဲဖြစ်ပေမဲ့ဘာစီလိုနာအသင်းမှာတပတ်ပေါင်း9သိန်း4000ကျော်ရရှိနေသူဖြစ်တာကြောင့်မြန်မာတဲ့လာစာနှုံထားပြီးခြေရပွဲရှိတဲ့အတွက်ဆာဂျရက်ကလစ်ကတောင်းမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်လီဝန်ဒေါစကီဟာဒီလအစောပိုင်းမှာတကောက်ကျော်ထရန်ရရှိခဲ့တာကြောင့်ဘာစီလိုနာသင်းရဲ့ပွဲတချို့ကိုလွှဲချော်ခဲ့ရပြီးမြေအခုလေ့ကျင့်မှုပြုလုပ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ် ာဇနာအသင်းကလီဝန်ဒော့စကီနေရာစားထုတ်ဖို့အတွက်မန်စတီတက်စစ်မိုးဟာလန်အတ္လာတီကိုတက်စစ်မိုးအေဗာရက်စ်နဲ့ဒေါ်မွန်တက်စစ်မိုးကီရာဆေးတို့တဲကတအူးအူးကိုခွေယူဖို့ပြတ်မှတ်ထားနေကြောင်းလည်းသတင်းထွက်နေပါသေးတယ်။